အားလုံးပဲမင်္ဂလာပါတဘာဝတရားကြီးဆိုတာကကျွန်တော်ကဘာမီပေါ်မှာနေတမ်းပေါင်းများစွာကြောင်းလို့အစီအစဉ်တကြထိန်းသိမ်းပေးထားပြီးတော့ဒါဇာရာဖြစ်စီရဲ့အန်အောပွဲစွမ်းအားတည့်ရပဲဖြစ်ပါတယ်အရေးသိမ့်မပါတဲ့ကိစ္စရဲ့တေးသေးမောမောလေးတွေကအစသူ့ရည်ရွယ်ချက်နဲ့သူအတိတ်ပဲရှိလို့နေပြန်ပါတယ် ဥမာအနေနဲ့မြစ်တွေကိုကြည့်ကြည့်လိုက်ပါတို့ကရှိရှိသမျှသောဂုံးမီတိုင်ကြီးအားလုံးကိုဖျက်ဆီးစီးစင်းပြီးတော့တမိုင်းမထွေမီကဘာဟုအစကလေးကလူသားတွေရဲ့အသက်ရှင်နေထိုင်မှုအတွက်ကူညီထောက်ပံ့မှုတွေပေးစွမ်းခဲ့ပါတယ်မြစ်တွေဟာဆိုလို့ရှိရင်လူသားတွေအတွက်တောက်သုံးရည်နဲ့အစားအစာတွေရဲ့အရေးမြစ်ကြီးတစ်ခုပဲဖြစ်ပါတယ်ရေအားစိုက်ပျိုးဖို့လူတွေရဲ့ကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်မှုဆိုတာကဒီမြစ်တွေမရှိလို့မဖြစ်နိုင်ပါဘူးဒါမဲ့ဒီလိုမျိုးနှဆိုင်တဲ့မြစ်တွေရဲ့အနီးနားမှာအန္တရာယ်ကင်းကင်းနေထိုင်နိုင်မှုအတွက်ဆိုရင်တော့ ကျွန်တော်တို့ကတချို့သောအရာတွေကိုပြုပြင်ပြောင်းလဲပြင်ဆင်ဆောင်ရွက်မှုတွေကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဥပမာအပြင်ဆိုရင်တော့ရှေးခေတ်ကတည်းကလူတွေဟာရေစည်းစိမ်းမှုကိုထိန်းချုပ်ဖို့အတွက်ရေလမ်းကြောင်းတွေပေါ်မှာဆယ်တွေကိုတိစောက်ခဲ့ကြတာဖြစ်ပါတယ်။ ေးရင်မှာတော့ကျွန်တော်တို့ဆယ်ဒီဘယ်လိုမျိုးအလုပ်လုပ်တယ်ဆိုတာကိုပြောပြပေးပြီးတော့တို့ရဲ့ဒီဇိုင်းဘိုင်းမှာမှားယွင်းမှုတွေအကြောင်းဖြစ်ပေါ်လာနိုင်တဲ့အကြောင်းမဲ့ပွဲအကျိုးဆက်တွေကိုပြသပေးသွားမှာဖြစ်ပါတယ်။ဆယ်ဒီတိဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ရည်ကြီးခြင်းကိုကာဝယ်ဖို့အတွက်ပဲဖြစ်ပါတယ်။အထူးသဖြင့်စူတိုင်းစာများရဲ့အချို့သောဒေသတွေမှာမိုးတဲထန်စွာရွာသွန်းပြီးတဲ့နောက်ရည်မျက်နှာပြင်မြင့်တက်လာပြီးတော့ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ရည်ကြီးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ချေဒီကိုမကြာခဏဆိုသလိုရေလောင်ကန်တစ်ခုဖန်တီးဖို့တိစောက်ကြသည်အဲ့ဒီရေလောင်ကန်အမျိုးမျိုးသောရည်ရွယ်ချက်တွေနဲ့စိုက်ပျိုးရေးလိုအပ်ချက်တွေအတွက်အသုံးပြုဖို့ပဲဖြစ်ပါတယ်။ရေလမ်းကြောင်းကိုလမ်းလွှတ်လိုက်တဲ့အခါမှာဂျိုင်ဝမ်းထဲမှာရေရှမ်းကြပြီးတော့အဲ့ဒီအရင်တစင်ပြီးပြည့်စုံတဲ့ရေလောင်ကန်တစ်ခုဖြစ်ပေါ်လာပါတော့တယ်။ဒါမို့လည်းကံမကောင်းခဲ့လို့ဆိုရင်ဒီလိုမျိုးလှုပ်ချင်းရနေပြီးတော့ပဝန်းကျင်တစ်ခုလုံးကိုရေလွှမ်းမှုသွားနိုင်ပါတယ်။ဒါကြောင့်မေးကြီးမားရေးစေရီမတီးသောခင်မှာဒေသခံလူတွေကိုရွှေ့ပြောင်းပေးဖို့ကအရန်အရေးကြီးပါတယ်။ ဥပမာအပြင်ဒီယာဇူးနဲ့အစောပိုင်းတရုတ်နိုင်ငံမှာအီယာမစေးသုံးခုတိစောက်မှုကြောင့်မလို့တရုတ်နိုင်ငံသားတန်းသုံးသိန်းခန့်ဟာတခြားမျိုးတွေစီကိုရွှေ့ပြောင်းခဲ့ရပါတယ်။ရန်စီမြင့်ရည်နဲ့ဖွဲ့စည်းထားတဲ့ရေလောင်ကန်ဟာမြို့ကြီး73မြို့နဲ့မြို့ငယ်140ခြေနဲ့ကြေးရွာ1350ကိုရေလွှမ်းမိုးခဲ့ပါတယ်။နောက်ဆုံးအနေနဲ့27ရာစုမှာစေတီစောက်ရခြင်းရဲ့အကြီးဆုံးရည်ရွယ်ချက်ကတော့လျှက်စစ်တအားထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။ ခြေတွေကိုရေအားလျက်စစ်စက်ယုံများနဲ့တွဲပတ်တိဆောက်ပြီးတော့အောက်ကိုကျလာတဲ့ရေရဲ့စွမ်းအင်ကိုဖမ်းယူကာလက်စစ်တာထုတ်လုပ်ကြပါတယ်။ခြေတွေဟာအယမ်းမြေမဖို့အတွက်လိုအပ်ပါတယ်။ဒါမှသာဆယ်ရဲ့အရှိနဲ့နောက်ကရေမျက်နှာပြင်ဌာနချက်ကတက်နိုင်သမျှကြီးမားနိုင်မှာပါ။စူဆောင်ထားတဲ့ရည်ရည်ကဆေးကိုရောက်ရှိတဲ့အခါမှာ၎င်းရဲ့ရည်စင်းတကားပေါက်တွေကိုဖြတ်ပြီးတော့အောက်ကိုကြာဆင်းသွားပါတယ် အဲ့ဒီရေဒီယာအီယာမရေအားတာပိုင်တွေရဲ့ဓာတ်သွားကြီးကိုဖြန့်ဆန်းသွားပြီးတော့အဲ့ဒီတာပိုင်တွေကလျှက်စစ်ဂျေနရေတာတွေကိုလေပတ်စီတာဖြစ်ပါတယ်။မတည်ငြိမ်တဲ့အနေအထားဒါမှမဟုတ်မြေတိုက်စားလွယ်တဲ့မြေသားတွေဆိုရင်စေတီဆောက်ဖို့အရန်ကိုအန္တရာယ်များပါတယ်။ဒါဟာစေပြိုကျနိုင်ခြင်းကိုမြင့်တက်စေနိုင်ပါတယ်။ရှုပ်မြေတွေဒါမှမဟုတ်ရေနိမြေတွေက စေတီဆောက်ဖို့မသင့်တော်ပင်ပေအမေရိကန်တရုတ်နဲ့ဆွစ်ဇာလန်လိုနိုင်ငံတွေမှာတော့လူတွေကစေတီကိုတိဆောက်ခဲ့ကြတာပါ။ ကျောင်းရှင်ရဲ့ပညာရှင်တွေကအစင်းမြင့်ခစ်မီနီးစနစ်တွေနဲ့ဒီဇိုင်းဆွဲပြီးတော့ဆောက်လုပ်ထားကြပေမဲ့ရည်ကြီးမှုအကေကိုလက်တွေ့မှာရှိနေသေးပါပဲ။ကမ္ဘာပေါ်မှာအကြီးဆုံးဆယ်တွေကဘာရီလေ။ဘယ်နောက်မှရှာပြီးတော့တွေ့နိုင်မလဲဆိုတာတင်ဆက်ပေးပါမယ်။ကမ္ဘာအကြီးဆုံးဆယ်စီးနေမှာတော့တရုတ်နိုင်ငံကကျောင်းဝမ်ဆယ်အကြောင်းမှာတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံမှာလည်းဆယ်ပေါင်းများစွာရှိပါရီ။ဥပမာအဖြစ်တော့တရုတ်ကကျောင်းဝမ်မိုးစိတ်ဆယ်ဟာကမ္ဘာအမြင့်ဆုံးတွေကဆယ်တစ်ခုလို့သတ်မှတ်ခံထားပါရီ။ အဲ့ဒီစိန်အမြင်က292မီတာဖြစ်ပြီးတော့စေတီဆောက်တုံးကကုန်ကြစိတ်ကလည်းပဲဒေါ်လာ4ဘီလီယံနေပါတယ်ရှိခဲ့ပါတယ်။ဒီစိန်ကအရှိတောင်အာရှရဲ့အကြီးမားဆုံးမြစ်ဖြစ်တဲ့မဲခေါင်မြစ်ပေါ်မှာတည်ရှိပြီးတော့ဒေသတွင်းကလူသန်း60ခန့်ကိုလည်းလျှက်စစ်တပ်အားပံ့ပိုးနေရပဲဖြစ်ပါရည်။ဒီစိန်ဟာလူသားတွေအတွက်ထင်ရှားတဲ့အကျိုးကျေးဇူးများစွာရှိပေမဲ့ဒေသခံတွေအတွက်ကတော့အချိန်မရွေးကြီးမားတဲ့အန္တရာယ်ကိုလည်းဖြစ်စေနိုင်ပါရည်။ကျန်းရင်သူတွေရဲ့ဒီစေရဲ့ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်မှုတွေဖော်ပြခဲ့ကြပြီးတော့ ဒီစေးသာအကျိုးခဲ့မယ်ဆိုလို့ရှိရင်လူသားတွေနဲ့စိုက်ပျိုးရေးဆုံးရှုံးမှုတွေဟာမယုံနိုင်တော့အောင်ကြီးမားလိမ့်မယ်လို့ခန့်မှန်းထားပါရည်။တာဂျီကစ္စတန်နယူးယက်စေးကြီးဒီစေးရလဲရေအားလျက်စစ်စက်ယုံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့တာဂျီကစ္စတန်နေမြေရဲ့80ရာခိုင်နှုန်းကျော်ကိုစွန့်ရင်ထောက်ပံ့ပေးပါရည်။300မီတာလောက်မြင်းနဲ့နယူးယက်စေးဟာအရင်ကကမ္ဘာမြင့်ဆုံးလို့သတ်မှတ်ခံခဲ့ရပြီးတော့2014မှာမှရုပ်နိုင်ငံကဂျီဘင်းစေးကဒီစံညုံချိုးပြက်ခဲ့တာဖြစ်ပါရည်။ ဒီအာမစေယိုဒေတာကန်ကျွမ်းကျင်သူတွေကမြေငလီယန်အန်ဒီရဲ့အထူးမြင်မာတဲ့နေရာမှာတော့မအလွန်ကြာရှည်ခံတဲ့အဆောင်အပြောင်းလို့တိဆောက်ထားတာကိုအန်အားသိမ့်ပွဲစိတ်ဝင်စားစရာတွေလို့အတိမတ်ပြုကြရပါပြီ။အမေရိကန်ဟျူဗာစင်တင်ခုကြည့်နေရတာကတော့လက်ဗီးစကမြို့ပြင်မှာရှိတဲ့ကဘာလေခီးတေလာရောက်လဲပတ်ကြတဲ့နာမည်ကြီးဆုံးနေရာတစ်ခုဖြစ်တဲ့ဟျူဗာစင်ပဲဖြစ်ပါတယ်။220မီတာမြင့်တဲ့ဒီဆေးဟာ1930ပြည့်နှစ်လွန်ဒီမှာအမေရိကန်အနောက်ပိုင်းပြည်နယ်တွေဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍနေပြီးတော့ပါဝင်ခဲ့ပါပြီ။ဒါမဲ့ဒီစာရေးကာလအတွင်းမှာလုံသမားတွေကကာဗိုမိုနောက်ဆိုက်အစိတ်သိမှုခံစားရပြီးတော့လူ96ဦးအသက်ဆုံးရှုံးခဲ့ရတာကတော့ဝန်းနေကြပါပဲ။ဒူရဂီဒါရစ်နာဆေအထပ်ပြီးတော့တင်ဆက်ပေးခြင်းနဲ့နောက်ထပ်ကြီးမားတဲ့စေတခုကတော့ဒါရစ်နာဆေဖြစ်ပါတယ်။ဒီစရာတူရကီရဲ့ရည်ရည်ရဲ့စစ်စွိုင်းကိုအသုံးပြုဖို့အတွက်စီမံကိန်းမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ် နှစ်ဘီလီယံနီးပါးကုန်ကျခဲ့ပြီးတော့ဒီစရာဒီနိုင်ငံရဲ့အမြင့်ဆုံးဖြစ်ပြီးတော့အိမ်ပေါင်း9သိန်း5000အတွက်လျှက်စစ်တအားထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဒီလိုအရာမစေတွေကိုအသုံးပြုခြင်းရဲ့အန်ဒီတွေကိုပြောပြခဲ့ပြီးပါပြီ။ဒါဟာအကြီးစားကပ်ဘေးတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဒါဆိုရင်ဆယ်ပြိုကွဲသွားရင်ဘာတွေဖြစ်မလဲ။ကံမကောင်းစွာနဲ့ပဲလူသားသမိုင်းတစ်လျှောက်မှာဒီလိုအဖြစ်ဆိုးမျိုးတွေအကြိမ်ပေါင်းများစွာဖြစ်ပျက်ခဲ့ပြီးပါပြီ။ ီတလီနိုင်ငံကဒီရေအားလျက်စစ်ဆက်ယုံကို1958ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကတော့တည်ဆောက်ရေးနေရာဟာအရင်ကမြေပြိုမှုသပိုင်းမှတ်တမ်းတွေရှိခဲ့တဲ့တောင်ပေါ်မှာတည်ရှိနေကြကြောင်းပါ။ဒီစေယုံမဆောက်ခင်ဒေတာကန်တွေကကန့်ကွက်ခဲ့ကြပေမယ့်အာနာပိုင်တွေကတော့ဂိမ်းဆိုင်ခဲ့ကြပါဘူး။ဘာလို့လဲဆိုလို့ရှိရင်တော့ဆောက်လုပ်သူပညာရှင်တွေကသူတို့ရဲ့အဆင့်မြင့်နည်းပညာတွေပေါ်မှာယုံကြည်မှုလွန်ကဲနေရတဲ့အကြောင်းပဲဖြစ်ပါတယ်။ 1963ခုနှစ်အော်တိုဘာလ9ရက်နေ့မှာတော့မြေတည်တော့နဲ့ကြောက်တုံးကူဘာမီတာတန်160ခန်းဟာရေလောင်ငန်တွေကိုပြိုကျခဲ့ပါတယ်။အဲဒီမြေပြိုမှုကြောင့်မလို့ဖြစ်ပေါ်လာတဲ့အေယာမရေလိုင်းကြီးဟာမြို့ရီနဲ့ရွာများစွာကိုမြူချသွားပြီးတော့လူပေါင်း2500ခန်းတည်ဆုံးခဲ့ရပါတယ်။အအောင်စရာကောင်းတာကဆယ်ကူတွေကတော့မပျက်စီးခဲ့ပါဘူး။လွန်ခဲ့တဲ့ဇန်နဝါရီလကလည်းဘရာဇီးနိုင်ငံဘရူမာဒီညိုမြို့ပြင်မှာကမ္ဘာပြတ်ကရုပ်ရှင်တွေကမြင်ငွေလိုမျိုးဖြစ်ခဲ့ပါတယ်။ တန်တရုရိုင်းမိုင်းထဲမှာစုပုံနေတဲ့အစိမ့်သည့်ရှုံညိုကုဗမီတာ12တန်းကမြို့ပေါ်ရှန်ရခဲ့ပြီးတော့လူရေ259သေဆုံးခဲ့ရပါတယ်။ဒီပြပြဆိုကဘရာဇီးသမိုင်းမှာအဆိုးရွားဆုံးဂေယာစနစ်ဘေးရန်နေလို့ခေါ်ဆိုနေကြပြီးတော့ပါရိုဘာမီရဲ့ဂေယာစနစ်တစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့တာပါ။အဆိုးဆုံးကနိုင်ငံတော်ဝန်ကဆေးပေါင်းများစွာဟာအနေရရှိနေတာတော့မှပဲအလုပ်လုပ်နေတုန်းမှာ။အော်ရိုဗီးဇေကအမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးဆေးဖြစ်ပြီးတော့ပြဿနာအများဆုံးဖြစ်စေတဲ့ဆေးလေးဖြစ်ပါရီ။ 2019ခုနှစ်မှာမိုးအလွန်ကျွံရွာသွန်းမှုကြောင့်မလို့ရေလောင်ကန်တွေကရေမျက်နှာပြင်ကအန္တရာယ်ရှိလာအောင်လို့မြင့်တက်လာပါတယ်။အဲဒီတော့ကမြောက်ပိုင်းကယ်ဖိုးနီးယားမြို့သူမြို့သားတသိန်း3000ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ဒါမဲ့လည်းကန်ကောင်းစွာနဲ့ပဲကျွမ်းကျင်သူတွေကအရေးပေါ်ရေထုတ်လုမှုစနစ်ကြောင့်မလို့ဘေးအန္တရာယ်ကိုရှောင်ရှားနိုင်ခဲ့ပေမဲ့အစိုးရအနေနဲ့ဆဲကိုမပြုတ်ပြင်တော့နောက်ထပ်တစ်ကြိမ်ရေကြီးမှုဟာကပ်ပြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ရှာယန်နိုရှူရင်းစကာယာဒါဘေးစက်ရုံမတော်တဆမှုကခေတ်သစ်ရုရှားသမိုင်းမှာအကြီးဆုံးလူလုဘေးရန်နေဖြစ်ပြီးတော့လူ85ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဝေဘန်သူတချို့ကဒီအဖြစ်ဆိုရဲ့အကြောင်းရင်းကဆိုဗီယက်အင်ဂျင်နီယာတွေရဲ့ဒီဇိုင်းအမှားတွေကြောင့်လို့ပြောကြပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်မလို့ဒါဘေးစက်ရုံရဲ့အစိပ်ပိုင်းကြီးကပျက်စီးခဲ့ုံသာမကပဲနဲ့ Transformer စီဒန်40ခန်းကလည်းမြေထဲကိုစိတ်ဝင်သွားပြီးတော့ငားတွေမြပြောက်လည်းတည်ဆုံးစီခဲ့ပါတယ်။ဒီလိုမျိုးအဖြစ်ဆိုးတွေဒီနေ့မှဖြစ်လာနိုင်မလား။ အင်ဂျင်နီယာတွေကတော့ဒါအားပေးစိတ်ဝင်ဖို့ပြုပြင်မှုအတွက်ရူဘယ်40ဘီလီယံနှုန်းဆွဲခဲ့ပြီလို့ကျွန်တော်တို့ဘေးအန္တရာယ်ကင်းတယ်လို့ဆိုနိုင်ပါတယ်။စနစ်တကျထိန်းသိမ်းထားမယ်ဆိုရင်ဒီဇေယျနောက်ထပ်နှစ်တရာလောက်ထိတော့သုံးဝင်နိုင်ပါသေးတယ်။အဒီကနေ့တည်ဆက်ပေးခဲ့တဲ့ဒီလို10ကြီးတွေသာကြိုးကြသွားခဲ့ရင်ဆိုတဲ့အကြောင်းအလေးကိုကြည့်ရှုရတာဂျင်းနဲ့နှစ်သိမ်းကြလိမ့်မယ်လို့ထင်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ video တွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက် channel လေးကိုလည်း subscribe လုပ်ထားကြဖို့အတွက်မမေ့ကြပါနဲ့နော်။